သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ April လ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစ်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစ်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမှာစစ်ကောင်စီထိုးစစ်ဆင်နေတဲ့အတွက်နေရာနှစ်ခုမှာတိုက်ပွဲပြင်းထန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတဲ့အတွက်နေရာနှစ်ခုမှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သတင်းရရှိပါရတယ် စစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာကြောက်ဖြူမြို့နယ်ဂုံးချွိန်တိုက်နယ်အမှတ်32ရဲတပ်ရင်းအနီးမှာရှိတဲ့ပြိုင်းစစ်ကနှမ်းဖက်တောင်တောင်ကြားနယ်ပြင်ရှိကြေးရွာအနီးတို့ဖြစ်ပါတယ်။ယမန်နေ့ဧပြီလ17ရက်နေ့မှာစပြီးဧပြီလ12ရက်နေ့နံနက်ပိုင်းအထိစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကြောက်ဖြူဒေသခံစစ်ရေးသတင်းအရင်းမြစ်တူကပြောပါတယ်။စစ်ကောင်စီဘက်ကထိုးစစ်ကနေတိုင်းဆင်းနေမနေ့ကဆိုရင်တရက်လုံးတိုက်ပွဲပြင်းနေဒီနေ့မနေ့ပိုင်းအထိတိုက်ပွဲဖြစ်တယ်ကြောက်ဖြူတိုက်ပွဲကနေတိုင်းဖြစ်တယ် ခုတိုက်ပွဲအခြေအနေကရက်တက်ရင်းကိုအေအေကဝင်လာမှကြောက်လို့သူတို့ကနောက်ဆုတ်တာမျိုးမရှိဘူးလို့ပြောပါတယ်။စစ်ကောင်စီဘက်မှလက်နက် drone navy များနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးအနားတောင်တွေကိုလှမ်းပစ်နေတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ်။လက်နက် drone navy ကနေအမြဲပစ်ခတ်နေတာရှိတယ်လူထိခိုက်မှုမရှိသေးဘူးလို့ပြောပါတယ်။တစ်ပုတ်တောင်တိုက်နေရှောက်ချောင်းနဲ့စီမော်ဘက်မှလည်းစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိနေကြောင်းဒေသခံများကပြောပါတယ်။ ပြည်ခဲ့တဲ့ April 9ရက်ကလည်းပြင်ရှီကြေးရွာအနီးအနားမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ AA တို့တိုက်ပွဲပြင်းထန်ခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်သေဆုံးပြီးလက်နက်ခဲယမ်းတချို့ကိုတင်ဆက်ရရှိထားတယ်လို့ AA နဲ့နှိစက်သူများကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ NUG ကငလင်ဘေးတင်ဒေသတွေမှာထိုးစစ်ရန်နာမှုတပတ်ထပ်တိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်ကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ငလင်တန်တဲ့ဒေသနဲ့ဆက်ဆက်တဲ့ခရိုင်တွေမှာထိုးစစ်ရနာထားမှုကိုဧပြီလ23ရက်နေ့မှာဧပြီလ20ရက်နေ့အထိတပတ်ထပ်မံတိုးမြင့်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလကပြောပါတယ်။ယနေ့ဧပြီလ12ရက်နေ့မှာပြုလုပ်တဲ့သခိုင်းငလင်ကြီးတုံ့ပြန်ရေးလုပ်ငန်းများနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ထိုးစစ်တပတ်ထပ်မံရနာမဲ့ကိစ္စကလည်းငလင်ဘေးတင်ဒေသတွေနဲ့ဆက်ဆက်ခရိုင်များဆိုပြီးဖြစ်ပါပါလို့ဦးနေဖုံးလကပြောပါတယ်။ မတ်လ28ရက်နေ့ကငလင်လုတ်ခတ်မှုအပြီးအန်ယူဂျီအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကမတ်လ30ရက်နေ့မှာဧပြီလ12ရက်နေ့အထိငလင်ဒန်တင့်ဒေတာဆက်ဆက်ခရိုင်တွေမှာခုခံကာကွယ်စစ်မှလွဲပြီးထိုးစစ်များကိုနှစ်ပတ်ကြာရန်နာမှာဖြစ်ကြောင်းမတ်လ29ရက်နေ့ကကြေညာခဲ့ပါတယ်။အဲ့ဒီထိုးစစ်ဆင်ရန်နာမှုကိုတပတ်ထက်မှန်တိုးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ယင်းပြင်ထိုးစစ်ဆင်ရန်နာထားမဲ့တကြံကာလဧပြီလ13ရက်နေ့မှာ20ရက်နေ့အထိကိုငလင်ဘေးကြောင့်ပူဆွေးမှုများအတွက် ပြည်သူမှပြည်သူတို့အချင်းချင်းအားနှစ်သိမ့်ပေးနိုင်ရန်နှစ်သိမ့်အပိတ်မှုရတရပတ်ဖြစ်အန်ယူဂျီကဧပြီလ2ရက်နေ့မှာတက်မှတ်ထားပါတယ်အလားတူတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြတဲ့ညီနောင်၃ဘွဲ့နဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်းငလင်ဘေးတင်ပြည်သူများကိုထောက်ထားသောအဖြစ်မိမိကိုယ်ကိုခုခံခွင့်မှလွဲပြီးအပြစ်ရကြောင်ကြေညာထားပါတယ်စစ်ကောင်စီဘက်ကလည်းဧပြီလ22ရက်နေ့အထိပြစ်ရကြောင်ကြေညာထားပါတယ်တို့ပေမဲ့လည်းလေကြောင်းဘုံကျဲတိုက်ခိုက်မှုများကိုစက်တိုက်လှုပ်ဆောင်နေသေးပဲဖြစ်ပါတယ်အန်ယူဂျီမှာကောက်ယူရရှိထားတဲ့အချက်လက်ရာ ငလင်လောက်ခတ်မှုအပြည့် match လာ28ရက်နေ့မှ April 17ရက်နေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှု102ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သား131ဦးတိဆုံးခဲ့ရာကြောင့်သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲပြီးစစ်မှုတန်းကြီးအတင်းအကျပ်ကောက်ခံနေတဲ့တင်တော့ကန်အုပ်စုအုပ်ချုပ်ရေးမှုကြီးလိုင်းပစ်ခတ်ခံရပြီးတိဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘကိုးတိုင်းမင်းလာမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုတန်းကြီးအတင်းအကျပ်ကောက်ခံနေတဲ့တင်တော်ကန်ကြည်ရွာအုပ်စုအုပ်ချုပ်ရေးမှုကြီးလိုင်းကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာတိတ်ဆုံးသွားကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မုတ်ထက်ကပြောကြားပါတယ်။ယမန်နေ့ဧပြီလ17ရက်နေ့မွန်လွယ်2နာရီခန့်အချိန်မှာမင်းလာမြို့နယ်တင်တော်ကန်အုပ်စုအုပ်ချုပ်ရေးမှုကြီးလိုင်းဟာမရငယ်နေအိမ်ကနေ၎င်းနေထိုင်ရာတင်တော်ကန်ကြီးရွာကိုစိုက်ကယ်နဲ့ပြန်လာစင်မှာစစ်ကွင်းမြို့အနောက်အထွက်လမ်းပေါ်အရောက် တရားဝရီခိုင်တရင်383ညနဲ့တခွဲ3နဲ့မင်းလာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။မယငယ်အိမ်ကနေသူ့ရွာကိုစိုက်ကဲနဲ့ပြန်အလာဆောင်ပြီးပြစ်ခတ်ရှင်းလင်းခဲ့တာပါ။မယငယ်က9ရောက်တော့မကဘူးရှိတာဘယ်မယငယ်အိမ်ကနေပြန်လာလဲတော့မသိဘူး။ သူကမော်တော်ပီကေရေးထွက်စစ်မှုတပ်နာမည်ပါတဲ့လူငယ်တွေစစ်မှုထံမလတ်ရအောင်သူ့ကိုငွေသိမ်းစေချီပေးရတယ်မပေးရင်စစ်တပ်ထဲထဲတယ်စစ်မှုတပ်ကြီးကလည်းမပေးမနေရအတင်းအကျပ်လာတိုင်းတောင်းတယ်ပြည်သူတွေလည်းအရန်ဒုက္ခရောက်နေပြီအဲ့ဒါကြောင့်ပြည်သူတွေတိုင်ကြတဲ့အတွက်အေးအေးယူခဲ့တာပါသူစီကဘာပစ္စည်းမှသိမ်းဆည်းရရှိခဲ့တာမရှိပါဘူးလို့မင်းလားမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ပကဖမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်မိုးထက်ကပြောပါတယ် တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှုကြီးလိုက်ဟာရင်တိန်ရဲဝန်တန်းအောင်တူဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့တည်င်းတွေကိုစစ်ကောင်စီထံပေးပို့ခြင်းကြေးရွာအုပ်စုအတွင်းနေပြည်သူများထံမှစစ်မှုတန်းကျေဟုဆိုပြီးအတင်းအကျပ်လာစဉ်ကောက်ခံခြင်းစစ်မှုတန်းရန်အမည်စီးရင်ပါသူများထံမှငွေကြေးများအစမတန်ကောက်ခံခြင်းလူငယ်များကိုစစ်မှုတန်းရန်အတင်းအကျပ်စုဆောင်ဖမ်းဆီးခြင်းများလုပ်နေတဲ့အတွက်ယခုကဲ့သို့အရေးယူရခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်ပြည်သူများနဲ့တော်လန်ရေးတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေ ေထိုင်ခြင်းမပြုလုပ်ကြရင်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကငလင်ဘေးကူညီကေဆယ်ရေးအတွက်လှူဒန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55တက်တမ8တန်းရရှိထားပြီးစစ်စရေးအထောက်ပံ့ဖြစ်နိုင်လို့ GFM သတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကငလင်ဘေးကူညီကေဆယ်ရေးအတွက်လူဒန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55တသမာ8တန်းရရှိထားပြီးနိုင်ငံတော်ဝန်လူတုအပေါ်ကျူးလွန်နေမှုများအတွက်စစ်စရေးအထောက်ပံ့ဖြစ်နိုင်ကြောင်း Justice for Myanmar GFM ကတတိပေးလိုက်ပါတယ်။ ငလင်ဘေးအနေရကူညီကေစရေးအတွက်ကုမ္ပဏီများရဲ့လူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55တသမာ8တန်းဟာအမှန်တကယ်မှာတော့စစ်အုပ်စုကျူးလွန်လျက်ရှိတဲ့နိုင်ငံတကာရာဇဝတ်မှုများနဲ့နိုင်ငံတဝန်းလူထုအပေါ်ကျူးလွန်နေမှုများအတွက်အထောက်ပံ့ဖြစ်သွားနိုင်ကြောင်းမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေကိုလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွင်းတသမာခွင်းအဆင့်ရှိတဲ့ဖြတ်အားပြင်းငလင်ကြီးအပြည့်မှာစစ်အုပ်စုကနိုင်ငံတကာကုမ္ပဏီများနဲ့မြန်မာခရိုနီများထံမှအလှူငွေများတောင်းခံခဲ့ကြောင်း နိုင်ငံဆောင်အလူရှင်များကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းများမှာတဆင့်အလူငွေများပေးအပ်ခဲ့ပြီးယင်းအလူရှင်များထဲမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီးအေရွန်တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့ပါဝင်ကြောင်းသိရှိရပါတယ်။ Aaron 1% Club Foundation က April 2ရက်နေ့မှာယွမ်10မီလီယံ American Dollar 9000တန်ဖိုးရှိကုညီကေဇယီပစ္စည်းများကိုတိုကျိုမြို့မှာရှိတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့မြန်မာတန်ယုံစီကိုလှူဒန်းခဲ့ကြောင်းကုမ္ပဏီမှတ်ပုံတင်အချက်အလက်များအရ Aaron ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်ပြီးလက်ရှိမှာလည်းအသက်ဝင်နေစေဖြစ်ကြောင်းအငင်းပွားဝယ်တရုတ်ရေနံနဲ့တဘာဝတန်ငွေပိုက်လိုင်းကိုလုပ်ကိုင်တဲ့ CNPC ကုမ္ပဏီကလည်း ဧပြီလ10ရက်နေ့ကစစ်အုပ်စုထိန်းချုပ်ထားတဲ့မန္တလေးအစိုးရစီကိုအမေရိကန်ဒေါ်လာ5000ကိုလှူဒန်းခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ10ရက်နေ့မှာစစ်အုပ်စုကျင်းပခဲ့တဲ့အခမ်းအနားတစ်ခုမှာမြန်မာခရိုနီများကအများဆုံးလှူဒန်းမှုများကိုပြုလုပ်ခဲ့ကြကြောင်းမြန်မာခရိုနီများနဲ့စီးပွားရေးမိဖက်များဟာကျပ်တမ်းပေါင်း104ဘီလီယံစစ်အုပ်စုရဲ့ငွေလဲနှုန်းနဲ့တွက်ချက်ပါကအမေရိကန်ဒေါ်လာ49.8မီလီယံငွေသားနဲ့နောက်ထပ်ကျပ်တမ်းပေါင်း12.4ဘီလီယံ အမေရိကန်ဒေါ်လာ9.6မီလီယံတန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းများကိုမင်းအောင်လှိုင်အပါအဝင်စစ်အုပ်စုရဲ့အရေးပါတဲ့ပုံကိုယ်ရေးစုကိုတိုက်ရိုက်လှူဒန်းခဲ့ကြောင်းသိရှိရပါတယ်။ Justice for Myanmar ကဖော်ထုတ်နိုင်ခဲ့တဲ့အလှူရှင်တွေထဲမှာကမ်ဘောဇားမှဇော်လင်းအောင်၊ရွှေတောင်အုပ်စုမှအောင်ဇော်နိုင်၊ IGE အုပ်စုမှနေအောင်၊ Max အုပ်စုမှဇော်ဇော်၊ CB Bank မှခေမောင်အေး၊အောင်မြင်သူအုပ်စုမှလှာမျိုးနဲ့ Super Seven Star အုပ်စုမှမြင့်စောသိန်းတို့ပါဝင်ကြောင်းအလှူရှင်များဟာမင်းအောင်လှိုင်လက်မှတ်ရေးထိုးထားတဲ့ ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေါင်းစည်းနဲ့ဂုံပြူလက်မှတ်များရရှိခဲ့ပုံရကြောင်းငွေကျပ်1ဘီလီယံအမေရိကန်ဒေါ်လာ၄သိန်း8600ထူထမ်းခဲ့တဲ့စစ်လက်နက်ပွဲစားထူးအုပ်စုရဲ့လူမှုကွန်ရက်မှာတင်ခဲ့တဲ့ဂုံပြူမှတ်တမ်းအရာသိရှိရပါတယ် စီအိုဇူဆက်နယ်မြန်မာနိုင်ငံကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ဟာလည်းမြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမြန်မာစား3စီကုန်တယ်နဲ့စီလုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံဆန်စပါအဖွဲ့ချုပ်တို့အပါအဝင်စီအိုဇူဆက်နယ်အခြားကုန်တွယ်ရေးအဖွဲ့အစည်းများနဲ့အတူစီအိုဇူရဲ့နိုင်ငံအဆင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံကိုပေးရန်ရထားတဲ့ငွေသားနဲ့ထောက်ပံ့ရေးပစ္စည်းများကိုလှူဒန်းခဲ့ပါတယ်နိုင်ငံအဆင့် BNY စီမံခန့်ခွဲမှုကော်မတီကိုမြမကြီးတက်ကိုဥဆောင်သူစစ်ရဇဝိကောင်စိုးဝင်းကဥဆောင်ကြောင်းသိရှိရပါတယ် စစ်အုပ်စုကောင်းဆောင်မင်းအွန်လိုင်းနဲ့၎င်းရဲ့လက်ထောက်စိုးဝင်းတို့ဟာရိုဝင်ဂျာများအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့စုံစမ်းစစ်ဆေးမှုကိုရင်ဆိုင်နေရပြီးအာဂျင်တီးနာဖက်ဒရယ်ရာဇဝတ်တရားရုံးရဲ့ဖန်ဝရန်ထုတ်ဖို့ကိုလည်းခံထားရသူများဖြစ်ကြောင်းစစ်အုပ်စုကအလွန်ငွေများလက်ခံဖို့ပုဂ္ဂလိကဗန်များထို့ပြင်နိုင်ငံပိုင်မြန်မာစီးပွားရေးဗန်တို့ကိုအသုံးပြုကြောင်းဂျပန်နိုင်ငံမှာစစ်အုပ်စုဟာ MUFG ဗန်အကောင့်တစ်ခုမှတစ်ဆင့်တိုက်ရိုက်လူငွေလက်ခံမှုများလှုပ်ဆောင်လျက်ရှိကြောင်း ရင်းပန်ဟာမြန်မာနိုင်ငံမှာပွင့်လှစ်ထားတဲ့နိုင်ငံဆောင်ဂျပန်ဘဏ်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံမှာကမ်ဘောဇား CB ဘဏ်၊ AIRI ဘဏ်နဲ့ Yoma Strategic Holdings ကပိုင်ဆိုင်တဲ့ Wave Money တို့အပါအဝင်ပုဂ္ဂလိကဘဏ်များကလည်းစစ်အုပ်စုအတွက်အများအလှငွေများကိုကောက်ခံပေးလျက်ရှိကြောင်းငလင်ဘေးကြောင့်အကြီးအကျယ်တိကျပျက်စီးခဲ့ရပေမယ့်မြန်မာစစ်အုပ်စုကရက်ဆက်ကြမ်းကြုတ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးလူသားစာနာမှုဆိုင်ရာဘေးဆိုးကြီးကိုပုံမှုဆိုးရွားစေခဲ့ကြောင်းသိရှိရပါတယ်။ ဧပြီလ2ရက်နေ့ကစစ်အုပ်စုကအပြစ်ရဲ့ကြီးညာချက်ထုတ်ပြီးနောက်တရက်မှာပဲစိုးရွာပြင်းထန်တဲ့တိုက်ခိုက်မှုများရင်းတို့ကိုယ်တိုင်ပြန်လည်လှုပ်ဆောင်ပြီးအဆိုပါကြီးညာချက်ပြက်ပြယ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနကငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာဧပြီလ9ရက်နေ့အတွင်းလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း62ခုကိုမှတ်တမ်းတင်ထားခဲ့ပြီးရင်းတိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူ82ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုများစွာကိုငလင်ဘေးထိခိုက်တဲ့မန္တလေးနဲ့စကိုင်းဒေသများအတွင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် စစ်အုပ်စုကလူမှုစာနာအကူအညီများကိုပိတ်ပင်ခြင်းတင်ဆဲခြင်းကေဆေးရေးလုပ်ငန်းများအား၎င်းတို့အကျိုးမြတ်အတွက်အမျက်ထုတ်ခြင်းတဖက်မှာကုညီကေဆေးရေးနဲ့ဆေးဘက်ဆိုင်ရာလုံသားတွေကိုပြစ်မှတ်ထားစောင့်ကြည့်ခြင်းများလှုပ်ဆောင်ခဲ့ပြီးသတင်းမီဒီယာနဲ့ဆက်သွယ်ရေးများအားတင်းတင်းကြပ်ကြပ်ကန့်သတ်ပိတ်ပင်မှုများကိုလှုပ်ဆောင်လျက်ရှိကြောင်း GFM ကထောက်ပြပါတယ်စစ်အုပ်စုက၎င်းတို့ရဲ့နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်တဲ့စစ်စင်ရေးကိုအရှိန်မြင့်ရန်ယခုတဘာဝဘေးဆိုးကြီးကိုအတုံးပြုတဲ့နေရာအဖြစ်စစ်အုပ်စုနဲ့၎င်းတို့ရဲ့ခရိုနီများထံလှူဒန်းမှုများဟာငလင်ဘေးကြောင့်ထိခိုက်မှုများကိုပုံမှုဆိုးရွားစေမိတာဖြစ်ကြောင်း ကုမ္ပဏီများအနေနဲ့စစ်အုပ်စုတွေကိုကူညီပံ့ပိုးခြင်းသို့မဟုတ်နိုင်ငံတကာရာဇဝတ်မှုများနဲ့ဆက်နွယ်ခြင်းမဟုတ်ကြောင်းတေချာစေရန်ကြိုတင်စစ်ဆင်မှုများမဖြစ်မနေလှုံ့ဆော်ရမည်ဖြစ်ကြောင်း GFM ကထောက်ပြပါတယ်စစ်အုပ်စုကိုလှူဒန်းမှုများဟာမတိကျိုးကျုံပြုရဖြစ်စေမိမိတို့ရဲ့အကျိုးစီးပွားအတွက်စစ်အုပ်စုကိုမျက်နှာလိုမျက်နှာရလှုပ်လို့ရဖြစ်စေ၎င်းတို့ရဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများမှာကြံရပါဖြစ်နိုင်တဲ့အန္တရာယ်ရှိကြောင်း ဧပြီလ9ရက်နေ့အထိစည်ရင်များအရငလင်ဘေးကြောင့်တည်ဆုံးသူ3550ကျော်ထိရှိလာပြီး4689ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့အချက်အလက်များအရသိရပါတယ်။စီးပွားရေးလုပ်ငန်းများအနေနဲ့ထိခိုက်မှုမရှိရေး Do not harm အပါအဝင်လူမှုစာနာရေးအခြေခံမူများနဲ့အညီမြန်မာပြည်သူလူထုရဲ့စိတ်ဆန္ဒနဲ့လူမှုစာနာရေးတို့အပေါ်လေးစားတဲ့လူမှုစာနာအကူအညီပေးအပ်ရေးလမ်းကြောင်းများကိုပံ့ပိုးကူညီနိုင်ပါရန် Justice for Myanmar ကတိုက်တွန်းထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က မြန်မာခရိုနီတွေကအကူကြီးဆိုတဲ့ခေါင်းစဉ်အောက်ကနေအရင်ကတည်းကစစ်အုပ်စုကိုငွေတွေပံ့ပိုးပေးခဲ့ပြီးစစ်အုပ်စုရဲ့ရာဇဝဲမှုကြီးတွေမှာကြံ့ရပါပတ်သက်ခဲ့ပါတယ်။အဲ့ဒီထဲမှာရိုဟင်ဂျာတွေအပေါ်လူမျိုးတို့တပ်ဖြတ်မှုကိုတုံ့ပြန်ရမှာလဲပါဝင်ပါတယ်။ယခုအခါမှာလဲသူတို့ကနိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေနဲ့အတူလူသက်စစ်အုပ်စုကိုအကူကြီးတွေပေးပြီးတရားဝင်မှုအတွက်လမ်းကြောင်းဖော်ပေးနေတာဖြစ်ပါတယ်။ဖြစ်အားဖြင့်ငလင်ကဒီဒုက္ခအကျက်တဲတွေကိုထပ်ပြီးထိုးနှက်လိုက်တာဖြစ်ပါတယ်။အခုအခါမှာလဲစစ်အုပ်စုရဲ့နိုင်ငံရေးနဲ့စစ်ရေးအကျိုးများအတွက်အမျက်ထုတ်တာကိုခံနေကြရပါတယ်။ ပြည်သူလူထုကငလင်ဘေးကြီးနဲ့တူစစ်အုပ်စုကျူးလွန်နေတဲ့တိုက်ခိုက်မှုတွေစစ်အုပ်စုတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုတွေကြောင့်ဖြစ်ပွားခဲ့တဲ့စီးပွားရေးအခြေအတဲနဲ့ပိုပြီးဆိုးရွားလာတဲ့အကျိုးဆက်တွေကိုတုံ့ပြန်ဖို့ရအကူအညီတွေကိုအပူတပြင်းလိုအပ်နေပါတယ် နိုင်ငံတကာအတိုင်းအဝန်အနေနဲ့စစ်ရာဇဝဲမှုနဲ့လူသားမျိုးနွယ်မှုအပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေကိုကျူးလွန်နေသူတွေစီကတဆင့်မဟုတ်ပဲယုံကြည်ထိုက်တဲ့တာဝန်ယူမှုရှိတဲ့လွတ်လပ်တဲ့ဒေသခံအကူအညီပေးနေသူတွေကနေတဆင့်အကူအညီတွေကိုအလိုအပ်ဆုံးသောသူတွေစီတိုက်ရိုက်ရောက်စေဖို့အရေးတကြီးဆောင်ရွက်ရမှာဖြစ်ပါတယ်လို့သုံးသပ်ပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပင်းရင်မြို့နယ်ကြက်ခက်ရွာဘုံကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကိုရင်၃မအပါဝင်ပြည်သူ၆ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းတပင်းရင်မြို့နယ်ချက်ခက်ရွာဖုံးကြီးကျောင်းကိုအကြံဖတ်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ကိုရင်သုံးမအပါအဝင်ပြည်သူ၆ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ယနေ့ဧပြီလ12ရက်နေ့မွန်းလယ်တနင်္ဂနွေ55မိနစ်အချိန်မှာတပင်းရင်နယ်ချက်ခက်ကျေးရွာဖုံးကြီးကျောင်းကိုအကြံဖတ်စစ်တပ်ကတရားဦးလေတပ်မှတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်အကြံဖစစ်တဲ့ရဘုံကျဲတိုက်ခိုက်မှုအတွင်းချက်ကကြီးရဘုံကြီးကျောင်းမှာရှိတဲ့ကိုရင်သုံးမကျောင်းသားတအူကပ္ပိယဖို့တအူနဲ့အမျိုးသမီးတအူတို့တေဆုံးခဲ့ကြောင်း ဘုံကြီးကြောင်အတွင်ကြန့်ရှိတဲ့ကိုရင်သုံးပါးနဲ့ပြည်သူနှုတ်နဲ့ထိခိုက်တံရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ချစ်ခက်ကြေးရွာဘုံကြီးကြောင်ကိုဒီနေ့မွန်လွဲပိုင်းမှာအကြံဖတ်စစ်တပ်ရဲ့တရားဥလီတက်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတက်ခိုက်ခဲ့တာပါ။ကိုရင်သုံးဦးနဲ့ပြည်သူသုံးဦးသေဆုံးတယ်လို့တော့သိထားရတယ်။ထိခိုက်တံရန်ရရှိသူတွေလည်းရှိပါတယ်လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေဖြူအခြေဆိုင်ခလာရ439ခွန်တက်ရင်မှာစစ်ကောင်စီတပ်သားတအုပ်အလင်းဝင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းဒဝဲခရိုင်ရေပြူမြို့နယ်အခြေဆိုင်ခလာရ439တက်ရင်မှာအကြံဖက်စစ်ကောင်စီတပ်သားတအူမိသားစုနဲ့အတူလက်နက်မဲ့အလင်းဝင်ခဲ့ကြောင်း Dove Gorilla Force မှပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ်။ဧပြီလ17ရက်နေ့မှာရေပြူမြို့နယ်အခြေဆိုင်ခလာရ439တက်ရင်မှာစစ်ကောင်စီတပ်သားအသက်24နှစ်အရွယ်ရဲမင်းခန့်ဟာဇနီးဖြစ်သူမန့်ဝင်းဆန်နေတဲ့အတူဂျိုးယူပြောက်ကြားတပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ သူထွက်ပြေးလာတာက10ရက်နေကျွန်တော်တို့နဲ့တွေ့တာက17ရက်နေပါလက်နက်တော့မပါဘူးဂုံပြုစုငွေကတော့ကျွန်တော်တို့ချင်းမြင့်ဖို့စီစဉ်ထားတယ်ဂုံပြုစုငွေကတော့မချင်းမြင့်ရသေးဘူးသူတို့ကိုနေရာချပေးတာနဲ့လှုပ်ပေးတာတွေနဲ့အလုတ်ရှုံနေလို့နောက်ပြီးတော့သူတို့စားဖို့တတ်ဖို့စီစဉ်လိုအပ်တဲ့ဟာတွေလဲလှုပ်ပေးနေတော့အဲ့ဒီအတွက်ကျန်တာတွေဘာမှမလုပ်ရသေးဘူးပြီးမှကျွန်တော်တို့ဘလောက်ချင်းမြင့်မဲဆိုတာကိုတိုင်ပင်ပြီးတော့လုပ်မယ်လို့စီစဉ်ထားပါတယ်လို့ Dove Gorilla Force မှပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ် အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုလက်ရှိအချိန်မှာလုံခြုံတဲ့နေရာကိုပို့ဆောင်ထားပြီးစာဝတ်နေရေးနဲ့မိသားစုပြန်လည်ထူထောင်ရေးအတွက်လှုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းဒါပြင်စစ်တပ်ထဲမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအမြန်ဆုံးလက်နက်ချအလင်းဝင်ဖို့ Dove Gorilla Force ကတိုက်တွန်းပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။